ဗုဒ္ဓဆိုတဲ့စကားလုံးကဘာပြောတာတုံးလို့ဆိုရင်တိတူဆိုတဲ့အထိပ္ပယ်ကိုပြောတာဘုဇ္ဇတိတိဗုဒ္ဓောဆိုတဲ့ definition ပေါ့ဖွင့်ဆိုထားတဲ့စကားလုံးကတိတယ်တိတူဆိုတဲ့အထိပ္ပယ်ဘာတွေကိုတိတာတုံးဆိုလောကမှာတိစရာမှန်သမျှကိုတိတယ်တိစရာဆိုတာအမှန်တမ်းများတယ်ဘုန်းကြီးတို့တိတာတထွာတမိုက်တောင်မရှိဘူး သိเสียတွေကအများကြီးမသိတာနဲ့သိเสียသိတာတွေကိုတွက်ကြည့်လိုက်မယ်ဆိုရင်မသိတာတွေက များပြီးတော့သိတာလေးကနည်းနည်းလေးပဲလက်တဆုပ်စာလေးတော့ပဲကိုသိတယ်ကိုမသိတာတွေအများကြီးအဲ့တော့မြတ်စွာဘုရားကိုဗုဒ္ဓလို့ခေါ်တာဟာသိเสียတွေကိုအကုန်သိလို့ဗုဒ္ဓလို့ခေါ်တာဒီလိုသိဖို့ကလွယ်သလားလို့ဆိုဘယ်လွယ်မှာတော့ကိုသိတာလက်တဆုပ်စာလေးပဲသိတယ် ရသော်ဘုရားတိတာကြတော့လက်တဆုပ်ဆာမကဘူးအများကြီးတိတယ်ရသော်ဘုရားကတခါဟောတယ်တတော်ထဲမှာတိရွက်လေးတွေကောက်ပြီးတော့လက်ထဲမှာဆုပ်လိုက်ပြီးတွေ့လာငါလက်ထဲကတိရွက်ကလေးတွေတော်ကြီးထဲမှာရှိတဲ့တိရွက်နဲ့ငါလက်ထဲမှာရှိတဲ့တိရွက်ဘယ်အများတော့ဆိုတော့ရဟန်းတွေကိုမေးတော့ရဟန်းတွေကအရှင်ဘုရားတဲ့ တော်ထဲမှာရှိတဲ့တိရွက်တွေကအစမတန်များပါတယ်တဲ့ရှင်မရလက်ထဲရှိတဲ့တိရွက်ကဘလောက်မှမရှိပါဘူးအဲ့ဒီတိုင်းပဲတဲ့ငါသိပြီးတော့မဟောတဲ့အကြောင်းအရာတွေမပြောတဲ့အကြောင်းအရာတွေကတတော်ထဲမှာရှိတဲ့တိရွက်တွေလိုပဲအများကြီးပဲငါသိပြီးဟောတဲ့တရားငါလက်ထဲမှာဆုတ်ထားတဲ့တိရွက်ဆုတ်ကလေးလောက်ပဲဟောတာတဲ့အဲ့တော့ပညာရဘလောက်ကျယ်တယ်ဆိုတာစဉ်းစားကြည့်ဖို့လိုအပ်တယ် မြတ်စွာဘုရားအဲ့ဒီပညာရတ်တွေကို အချောင်ရတာလားလို့မေးခြင်းဘယ်ဟုတ်လဲတဘွားနဲ့သင်လို့မရဘူးလေးသင်ခြင်းနဲ့ကဘာတသိန်းလို့ဆိုရက်မရေတွက်နိုင်တဲ့ကဘာလေးခါကြုံ ရေတွက်လို့ရတာကတသိန်းမရေတွက်နိုင်တဲ့ကဘာပေါင်းကလေးခါကြုံပြီးတော့ရေတွက်လို့ရတာတသိန်းကို လေးသင်ခြင်းနဲ့ကဘာတသိန်းလို့ခေါ်တယ်အဲ့ဒီလေးသင်ခြင်းနဲ့ကဘာတသိန်း လေ့ကျင့်ပြီးတော့ယူမှပညာပါရမီပါဝင်ပါရမီတွေဖြည့်ကျင့်ပြီးတော့မှဖရာဖြစ်သူရောက်တာဖရာဖြစ်သူရောက်တော့လေဖရာမဖြစ်ခင်ကဒါတွေအကုန်သိလာဆိုမသိဘူး